မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုအနေကျူတူပါရကျွန်တော်ကိုခက်ပါ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုတိတက်သုံးသက်ဆွေးနွေးပြီးသွားရမှာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဆွေးနွေးဖို့ရွေးချယ်ထားတဲ့သတင်းလေးတွေကိုအရင်ခေါင်းစဉ်အနေနဲ့ပြောပြချင်ပါတယ်။ပထမဆုံးသတင်းက United အသင်းခေါ်ယူဖို့ရှိနေတဲ့ကွင်းလယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ Conor Gallagher နဲ့ Angelo Styler ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Fishers ကဖော်ပြထားတဲ့သတင်းမှာ United က Valencia ကိုင်းလေလူ Javi Guara ကိုခေါ်ယူဖို့စိတ်ဝင်စားနေသေးပဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ United က Napoli အသင်းအငားချထားတဲ့တိုက်စစ်မှု Holland ကိုပြန်ပြီးတော့အသင်းကိုခေါ်ယူဖို့အတွက်အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။နောက်ဆုံးသတင်းရကြတော့ Napoli အသင်းရဲ့ United ကိုင်းလေကစားသမားဟောင်း Scott McTominay က Old Trafford မှာပွဲတော်ခွင့်နေရာမရတဲ့ Kobe Mainu ကို Napoli အသင်းကိုလာရောက် ပူပေါင်းဖို့အတွက်လိုလားနေရတဲ့ဆိုတဲ့သတင်းလေးပုတ်ဖြစ်ပါတယ်အဲ့တပုတ်ချင်းလေးကိုကျွန်တော်တို့ဆွေးနွေးတုံးသက်ကြည့်အောင်ပထမဆုံးသတင်းရဲ့မူရင်း source က give me sport ကဖြစ်ပါတယ်ရွှေနဲ့တဲ့တင်ရအခုဇန်နဝါရီပြောင်းရွှေ့ကာလမှာဗဟိုကွင်းလယ်ကစားသမားတယောက်ကိုအဓိကခေါ်လိုက်မယ်ဒါကလည်းလက်ရှိ United အလိုအပ်ဆုံးနေရာ essential ပေါ့ဗျာမဖြစ်မနေခေါ်ယူတင်တဲ့နေရာဖြစ်ပါတယ်အခုအသက်အရွယ်တစ်ခုရောက်နေတဲ့တဲ့ညူအားကိုနေရတယ် တန်ကြီးမရှိဘူးဆိုရင်မိန်းနူပဲဖြစ်ဖြစ်မန်ယူအူဂါတီပဲဖြစ်ဖြစ်နံပါတ်6နေရာမှာ ကစားပေးဖို့အတွက်ကလုံးဝလုံးဝအဆင်မပြေပါဒါကအပြောင်းရွှေ့ဈေးကမပိတ်ခင်ကတည်းကကျွန်တော်အမြဲတမ်းလိုလိုမီမောင်းထိုးပြနေတဲ့ highlight လုပ်ပြီးပြောနေတဲ့ weak point တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကွင်းလေပိုင်းမှာဒါမမချာချာကစားနိုင်တဲ့ကစားသမားတယောက်ခေါ်ယူနိုင်လိမ့်မယ်ဆိုရင်ယူနိုက်တက်အသင်းဒီကျန်ရှိတဲ့နောက်ပွဲစဉ်တွေမှာ ်အင်ပြစ်အာပြစ်အကောင်းဆုံးရုန်းကန်နိုင်မယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့တခြားသင်းတွေကဥရောပပြိုင်ပွဲတွေပွဲချက်ကစားနေရတဲ့အချိန်မှာ United ကတော့ Premier League တခုတည်းကိုပဲ focus ထားဖို့ရှိတဲ့အတွက်ကြောင့်ပါ။ Okay အခုစားသမားနှစ်ယောက် Conor Gallagher နဲ့ Styler Styler တော့ပြိတက်အများစုကပိုလူလာကြတယ်။တကယ်တမ်းလဲ Styler နံပါတ်6နေရာမှာထားကစားရင်အဆင်ပြေတယ်။ ကနာကလကတော့နံပါတ်6ကစားသမားစစ်စစ်မဟုတ်ဘူးသူကကွင်းလယ်စင်ထရယ်ဇုံမှာနေရာဇုံလိုက်ပါရွေရှားနိုင်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်စတင်ပေါ်ထွန်းစဉ်အချိန်ကာလတုန်းက CM တယောက်တော့မဟုတ်ဘူးသူကအတကစ်မစ်ဖီဒါဗျဆွမ်စီကိုအငားချတော့က AM အဖြစ်ပဲတောက်လျှောက်ကစားခဲ့တာအဲ့နောက်ပိုင်းပဲရစ်မှာလည်း AM မှာပဲဆော့ခဲ့တာပြီးမှ Chelsea ရောက်တဲ့အခါနေရာဇုံလိုက်ပုံပြောင်းလိုက်တဲ့အတွက်ကြောင့် CM တွေရော AM တွေရောမျိုးစုံဖြစ်သွားတယ်တခါတည်းမှာ defensive midfield တယောက်အဖြစ်နဲ့တော့ ကစားခဲ့ရတယ်။အဲ့အတွက်ကြောင့်လက်ရှိအချိန်မှာဒီကစားသမားနှစ်ယောက်လုံးဒီ United အသင်းခေါ်ယူနိုင်တဲ့အခြေအနေမျိုးမှာ ဖြစ်နေတယ်။တကယ်လိုက်ဖတ်တာကတော့ပေါ့နော်။ခေါ်တင်တာကတော့ကျွန်တော်က Stuttgart ကွင်းလည်းအထိုင်ကစားသမား Angelo Styler လို့တော့ထင်တယ်။သို့တော့ Corner Galaga ကျတော့ Styler ထက်ပိုပြီးကောင်းတဲ့အချက်လေးတွေလည်းရှိနေပြန်အောင်ပရီးမီးယားလိမှာကစားခဲ့မှုတွေပရီးမီးယားလိအထောက်ကောင်းကောင်းသိတယ်ဖစ်စကယ်ပိုင်းအားပြုပြီးကစားနိုင်တဲ့ပလေယာတယောက်ဖြစ်တဲ့အတွက်ကြောင့်ဟူပင်အမော်ရင်အနေနဲ့ပုံပြောင်းလိုက်မယ်ဆိုရင်ဟျူမလန်လိုမျိုး ပုံတံလေးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ styler ကမကောင်းမှုကောင်းတယ်အထူးသဖြင့် passes တွေတော်တော်လေးပေးပို့တာကောင်းမှုနဲ့ကစားသမားဆိုတော့ညာလေ German Bundesliga ကပြောင်းလာတဲ့ကစားသမားတွေဒီချက်ချင်းအံဝင်ဖို့ဆိုတာအနေနဲ့စောင့်ကြည့်အောင်ပဲဘာမှမကြည့်ရင်ကျွန်တော်တို့ Florian Wiss ကိုကြည့် Wiss ဆိုရင်ရေးလေကျဲနေဗျာဒါ Liverpool စီမှာသူကဘာအဆင့်ကစားသမားတယောက်ပဲ Liverpool ရောက်တဲ့အခါမှာဒီ Lee ရဲ့ကစားဟန်နဲ့တော့အသားကျဖို့အတွက်အချိန်ပေးနေရသေးတယ်အဲ့တော့ United ရဲ့ကွင်းလေပိုင်းကအဲ့လိုအချိန်ပေးဖို့အချိန်မရှိဘူး ကျွန်တော်ပြောရှုပ်ပါလားကစားသမားတယောက်အချိန်ပေးစောင့်ကြည့်ဖို့တော့တို့မှာအချိန်မရှိဘူးအခုဘောလုံးရသည်မှာချန်ပီယံလိဝင်ခွင့်ရဖို့တို့အရန်ရေးကြည့်တယ်အဲ့အတွက်ကြောင့်လှိမ့်လင်းမြဲမြဲအထိုင်ကျနိုင်တဲ့ကစားသမားကိုခေါ်တာတော့ပိုကောင်းတယ်ဒါပေမဲ့ရေရှည်မှာအတင်းတော့အကျိုးဖြစ်ထွန်းနိုင်တဲ့ကစားသမားကတော့ styler ပါအဲ့တော့ United ပြည်သက်တွေအနေနဲ့ဟောကော်နာဂလက်ကာနဲ့ styler ကိုဘယ်သူ့ကိုခေါ်ဦးသင့်လဲ common မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ် Okay နောက်ထပ်သတင်းတပုတ်ကတော့ဒါ features ကပေါ်ပြထားတဲ့သတင်းပေါ့နော် ဂျာဗီဂွာရာကိုခေါ်ယူဖို့စိတ်အားထက်သန်နေစေဖြစ်တယ်ဆိုပေမဲ့အခုချိန်မှာပြိုင်ဘက်အသင်းတွေပါလာပြီးဘယ်အသင်းတွေလဲဆိုတော့ Atletico Madrid နဲ့ AC Milan ဖြစ်ပါတယ်ယူနိုက်တက်ကဂွာရာကိုဒီနှစ်လို့ရသည့်ပြောင်းရွှေ့ကာလမှာကလေးကခေါ်ယူဖို့အနည်းဆက်ဆုံးအချိန်နေဖြစ်ခဲ့ပြီးကမှအချိန်နေအကြောင်းရင်းမျိုးမျိုးကြောင့်မခေါ်ယူနိုင်ခဲ့ဘူးတကယ်တော့ခေါ်လိုက်ကမှဟာဗီဂွာယာရဲ့အရက်အမောင်းနဲ့ကစားပုံကစားပေါင်းနဲ့ဆိုရင်အဲ့နံပါတ်6နေရာမှာတော်တော်အဆင်ပြေတယ်နံပါတ် 6နေရာမှာတီးသက်ဒီနေရာကို specialize လုပ်ပြီးကစားနိုင်မဲ့ကစားသမားတစ်ယောက်ဒီ United အတွက်ပိုကောင်းတယ်။စွဲစုံရဖိုးတင်နေမလိုပါဘူး။အခုပြိုင်ဘက်အသင်းရဲ့ကွင်းလယ်ကစားသမားတွေဒီမှာချစ်ချစ်အဲ့နံပါတ်6နေရာကိုတေချာကစားပေးနိုင်မဲ့ကစားသမားတွေရှိတယ်ဗျာ။တကယ်ထိတ်တဲ့အသင်းတွေဆိုရင်ပြောပြတာ။ Liverpool မှာဆိုရင် RGB ရှိတယ်။ Man City မှာဆိုရင် Rodri အခုလည်း Nico Gonzalez ဝင်ပြီးတော့ဆော့နိုင်တယ်။ Chelsea မှာ Moises Caicedo, Arsenal မှာ Zubimendi စသဖြင့်ပေါ့လေဒီ Newcastle မှာသူပိုတော်များသေးရဲ့ဗျ Bruno Gimarey တို့ Tonelli တို့ကစားပေးနိုင်တယ် United မှာကျတော့တန်အင်းတယောက်ပဲရှိတယ်အဲ့အတွက်ကြောင့်ဒီနံပါတ်6နေရာအတွက်တီးတန့်ကစားနိုင်မဲ့ကစားသမားမျိုးကတော့ပိုတင့်တော်တဲ့ Javi Guerra ကလည်း United နဲ့ Live ဖတ်တဲ့ကစားသမားဆိုပေမဲ့လည်း ယူနိုက်တက်အတင်တာဝန်ရှိတဲ့သူတွေကြိုက်မကြိုက်စတဲ့အချက်လေးတွေရှိတယ်ဗျာတကယ်လို့သူတို့ကြိုက်တယ်ဆိုရင်ဟူပင်အမော်ရင်သဘောကျတယ်ဆိုရင်နွေရာသီပြောင်းရွှေ့ကာလမှာခရေကရအောင်ခေါ်ခဲ့မှာပဲပေါ့နော်ဒါပေမဲ့လည်းတခြားသောပြိမဲ့ကစားသမားတွေလည်းလေ့လာနေတဲ့အတွက်ကြောင့်ဂျာဗီဂွာရာကိုတခြားပြိုင်ဘက်အသင်းတွေပေါ်လာတဲ့အချိန်မှာခေါ်ယူဖို့ကတော့အနည်းငယ်ခက်ခဲမှုရှိမယ်လို့တုံ့သက်မိပါတယ် ဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်။ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင်စူပါစီနီယာပြပေါ့စီမှာအိုင်ဘတ်ခွန်ရှိကို9တုံးမစ်မောင်း96တို့ကိုမမာတက်အပူထူချင်များစွာနဲ့ယုံကြည်သွားကစားနိုင်တယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ပပနမတ်39 89 69 46 440မှာဆက်သွယ်ဆုံးသက်မိမြန်လို့ရပါတယ်ခင်ဗျာ။ Okay ဒီတစ်ခေါက်တော့ကျွန်တော် star ပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။အခုဇန်နဝါရီပြောင်းရွှေ့ကာလမှာနာပိုလီကိုအငှားချထားတဲ့အသက်22နှစ်အရွယ်ဒမ်မတ်တိုက်စစ်မှူးဟွာလန်ကိုယူနိုက်တက်က ြန်လည်ခေါ်ဖို့အတွက်အစီအစဉ်မရှိဘူးလို့သိရပါတယ်ကျွန်တော်တို့လည်းရိတ်စားမိပါတယ်လက်ရှိ United အသင်းရဲ့တိုက်စစ်ပိုင်းမှာ Joshua Zack 0တောင်မတော့ဘူးဗျာတကယ်တော့3သင့်တယ်ပြီးခဲ့တော့ပွဲစဉ်တွေမှာ Joshua Zack စီလူသားဝင်ကစားသမားအဖြစ်ကစားရင်တောင်မှသူစ조사ပန်းသားလေးကစားပေးပါတယ်နီးပြစိတ်ကြိုက်မဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့အရန်ကုန်မှာပဲထိုင်နေရတယ်လို့ကျွန်တော်ထင်တယ်ဗျအခုချိန်မှာ ဗင်ဂျမင်ရှက်ရှ်ကိုအဒိုင်ယာပြဿနာလေးနည်းနည်းလေးရသွားတယ်တိုက်စစ်ပိုင်းမှာရွေးချယ်စရာတွေတော့ရှိနေသေးပဲမာတီးယက်စကူညာကိုထဲမလားမေးစကူထဲမလားဘလို့ပဲလှဲ့လေတုံတုံသုံးလို့ရတယ်အဓိကပြဿနာအမော်ရင်ကအဲ့ဒီအရှင်အရစ်တန်ခေါ်ထားတဲ့ကစားသမားတွေကိုမကြိုက်တာဗျဒါဇက်ဇီးဆိုရင်ပြပြောစုံစုံ တုံးလို့ရတယ်ဆိုပါစေုံအမော်ရင်မတုံးအဲ့ဒါကြောင့်ဟွာရီလန်းကိုလည်းဇန်နဝါရီပြောင်းရွှေ့ကာလမှာဘလို့နီးနဲ့မှပြန်ခေါ်နိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်။နွေရာသီပြောင်းရွှေ့ကာလရောက်တဲ့အခါကြမှသာနှစ်ဖက်အသင်းသဘောတူညီချက်နဲ့ဟွာရီလန်းကိုအပြက်ခေါ်မလား။ဒါမှမဟုတ်လည်းတရာသီထက်အငါချိုင်နောက်ရာသီကိုအပြက်ခေါ်ခွင့်နဲ့နာပိုလီအသင်းစီကျွန်တော်ရောင်းမလားတစ်ချက်စောင့်ကြရမှာဖြစ်ပါတယ်။တေချာတစ်ခုကတော့ဟူဘင်အမော်ရင်ဒီရာမတ်ဝိုင်လန်ရောဂျိုရှွာဇက်ဇီရောနှစ်ယောက်လုံးမကြိုက်ဘူးလို့ထင်ပါတယ်။အဲ့တော့နောက်ဆုံးဆွေးနွေးရမယ့်သတင်းကတော့တုတ်ကြီးရဲ့ ိုဘီမိန်းနူးကိုခေါ်ယူပေးစီခြင်းနေတဲ့သတင်းပေါ့နော်ဖော်ပြထားတာကတော့ The Sun ဖြစ်ပါတယ်ဆိုတော့ Old Trafford မှာမျက်နှာသာအပေးမခံရတဲ့ကိုဘီမိန်းနူးကို United အသင်းပေါ်ဟောင်း Mac Tomney က Napoli တင်းကိုခေါ်ယူပေးဖို့အတွက်လိုလားနေတယ်လို့သိရပါတယ်တုတ်ကြီးလိုလားခြင်းလေလိုလားကျင်းစရာပဲကိုဘီမိန်းနူးကကစားသမားကောင်းတစ်ယောက်ဖြစ်တဲ့ဒါပေမဲ့ United မှာကတော့သူ့ရဲ့ပေါ်ခွင့်တနေရာလုံးဝမတည်ကြတော့ဘူးကောင်းမတဲ့နီးပြားတစ်ယောက်ယောက်ထားတာကလည်းကောင်းတဲ့အပိုင်းရှိတယ်လို့မကောင်းတဲ့အပိုင်းရှိတယ်ကောင်းတဲ့အပိုင်းကတော့ သူကသူယုံကြည်မှုမြင်မာတယ်ခေါင်းမာတယ်ငါတော့ဒီပုံတိုင်းပဲလုပ်မယ်မအောင်မြင့်အောင်မြင်အောင်ကြိုးစားမယ်ဆိုရဲအတွေးကိုအယူဆမျိုးတော့ရှိတာပေါ့ဗျာဒါပေမဲ့တချို့ဘိုင်းတွေမှာတော့အတင်းအတွက်ထိခိုက်နေတာမူလေးတွေကြုံရနိုင်တယ်မိန်းလူလူကစားသမားမျိုးက not for sale ရောင်းတင်တဲ့ကစားသမားမဟုတ်ဘူးအသက်အရင်ငယ်သေးလို့ဗျာဒီချိန်မှာကိုမီမိန်းလူအသက်25ကျော်သွားပြီဆိုရင်ဒါရောင်းလို့ရတယ်20စုစုံကစားသမားကဘယ်လိုမဖြစ်ရောင်းလိုက်တာနဲ့အဲ့ဒါပလုံပြီပဲလက်ရှိဈေးကွက်တန်ကြီးတွေမြင့်တက်လာနေတဲ့အခြေအနေရထားပါတော့မိန်းလူကိုတန်း60ပေးလိုက်တယ်နောက်၄နှစ်ကြာရင်မိန်းလူအသက်က ကျွန်တော်20 34လောက်ပဲရှိအောင်မယ်။ menu တန်း60မကတော့ဘူး။တန်း80 90ဈေးခုန်တက်သွားလိမ့်မယ်။အဲ့တော့ကျွန်တော်ကိုပြီး menu ကိုရှင်နေတဲ့အတင်းတာဝန်ရှိတဲ့တွေအနေနဲ့နီးပြနဲ့တေချာလေးစကားပြောခိုင်းမှုအခြေလေဆွေးနွေးညှိနှိုင်းမှုတော့လို့ရတယ်။ဒီလိုမှမဟုတ်ရင်တော့အတင်းရဲ့လူငယ်ကျယ်ပွင့်ကစားသမားဟာအတင်းကနေလွင့်စင်ထွက်ခွာသွားမဲ့ပုံစံမျိုးတွေအများကြီးရှိတယ်။အတင်းပေါ်ဟောင်းတုတ်ကြီးလိုချင်တယ်ဆိုတာကလည်းဒါတခြားမဟုတ်ဘူး။သူတို့ကစားပေါ်ဟောင်းရဲ့ စွမ်းယူအကောင်းဆုံးတည်ထားတဲ့အတွက်ကြောင့်လူချင်းနေတာပါနာပိုလီတင်းကလည်းအင်္ဂလန်ကစားသမားတွေကိုအခြေပြုတ်ပြီးတော့ပြီးခဲ့တဲ့ဘောလုံးရာသီမှာအီတလီစီးရီဖလားကိုရရှိအောင်ယူထားနိုင်တဲ့အတွက်ကိုဘီမိန်းနူကိုအငားနဲ့ခေါ်ယူမှုမျိုးဖြစ်စေဒါမှမဟုတ်လည်း obligation ပါတဲ့ခေါ်ယူမှုမျိုးနဲ့ဖြစ်စေဇန်နဝါရီပြောင်းရွှေ့ကာလမှာစူးစမ်းလာနိုင်မှာကြောင့်တုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနာခွင့်ပြုပါဆုံးဖြတ်ချက်ရှိအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ